အားလုံးမင်္ဂလာပါခင်ဗျာ Listeners Heaven Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့စာဖတ်သူတူရတင့်ဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ဖတ်ပြမှာကဆရာကြီးမဟာဆွေရေးသားထားတဲ့စောရတပင်းဝတ္ထုတွေမှာဝတ္ထုလိုတပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်စောရတပင်းရန်ကုန်စုံတော်မင်းကြီးကအရေးကြီးသောကိစ္စတစ်ခုအတွက်အထွန်းဝင်ရုံရှိစုံတော်ရုံခန့်တွင်နက်နက်၈နာရီ၌ဦးအောင်မြင် နှင့်တွေ့ဆုံရန်ချင်းဆိုထားသဖြင့် ၈နာရီ၅မိနစ်အလိုတွင်ရောက်ရှိနေလေတယ်။၈နာရီတိတိထိုးသောအခါဦးအောင်မြင်မပေါ်လာသဖြင့်အခန်းပေါက်စီသို့မကြာခဏကြည်မိလေတယ်။ဦးအောင်မြင်က အချိန်ကိုဂရုစိုက်သူတမိနစ်အတိတ်မခံကြောင်းသိပြီးဖြစ်သဖြင့်တယ်လီဖုန်းကိုကောက်ကာဦးအောင်မြင်ရဲ့နေအိမ်သို့ဆက်လေတယ်။အင်္ဂလိပ်ဘာသာဖြင့်မောင်အောင်မြင်ရှိသလား။"အိုး၊ဘာလို့လဲ။"တဖန်မြန်မာဘာသာဖြင့်"အိုး"ဘာလို့လဲ။ ဗမာစကားမမေးနဲ့ကျွန်ုပ်ကောင်းကောင်းမသိဘူးစောင့်စုံတော်မင်းကြီးကဖုန်းကိုလွှတ်ချလိုက်လေတယ်နာမည်နဲ့ခန့်အကြတွင်တမ်းမီပြန်သဖြင့်ကောက်ယူနားထောင်ပြီးအင်္ဂလိပ်ဘာသာဖြင့်မောင်းအောင်မြင်လားဘာဖြစ်လို့မလာသလဲအိမ်သာအိမ်သာဘာဖြစ်သလဲစုံတော်မင်းကြီးရဲ့မျက်နှာမှာ ပြုံး၍နေလေတယ်ပြုံးရာကမျက်မှောင်ကုတ်လျက်စကားဆက်လေတယ်တိတ်များသလားလုံးလုံးမလာနိုင်ဘူးလားကောင်းပြီ မောင်တင်နဲ့တီပင်တယောက်ကိုလှုပ်လိုက်မယ်လာနိုင်ရင်အမြန်လာပါအောင်ဤနေ့ကအရေးကြီးသောနေ့ဖြစ်လေတယ်ဦးအောင်မင်းကလင်းမြန်ဖြတ်လတ်သူ ဖြစ်သဖြင့်ထိုကိစ္စတွင် ဦးအောင်မင်းမပါဝင်နိုင်ရန်တစုံတဦးက အနောက်အရှက်ပေးထားဟန်တူလေတယ်တစုံတဦးကမိတ်ဆွေကြီးစောရတပြင်းပင်ဖြစ်ဖြစ်အနောက်အရှက်ပေးပုံမှာအောက်ပါအဖြစ်အပျက်ကလေးဖြင့်တည်နိုင်တယ်စုံနောက်ကျော်ဦးအောင်မင်းကလက်ဖက်ရည်စပွဲမှာ ဘိုက်ကိုတစ်ဖက်ကနှိမ့်လျက်လက်ဖက်ရည်ဖြော်သောအစီရန်ကို ခေါ်ယူမေးမြန်းနေလေတယ်။ဟေးမင်းလက်ဖက်ရည်ဖြော်နေအောင်ဘသူလာတယ်လဲ။ဘိုကာပြတယောက်လာတယ်ဆရာ။ဆရာကိုစောစောလာပါလို့ပြောလိုက်ပါတဲ့။သူဟာစုံတော်ရုံးကားတဲ့။နောက်ပါလို့သေးတယ်လဲ။မင်းဆရာနိုဘလာတွားကြည့်စမ်းဆိုလို့ကျွန်တော်အိမ်ဘက်ကူးကြည့်တယ်။သူမိဖို့ဆောင်အပေါက်ကရက်ဆောင်နေတယ်။တော်ပြီ။စမ်းမပြောနဲ့။ငါနားလေပြီ။တွား နီးဖို့ဆောင်တနေရာမှာစာရှိလိမ့်မယ်။ပြောဆိုရင်မနေနိုင်သဖြင့်အိမ်သာစီတို့ရေးရလေတယ်။တပိတ်ကျော်လဲနီးဖို့ဆောင်တကားတွင်ညှက်ထားသော စာရွက်ခေါက်တစ်ခုကိုထိုအခါကြမှတွေ့မြင်လေတယ်။ဦးအောင်မင်းကအိမ်သာတွင်10မိနစ်ခန့်ကြာပြီးပြန်ထွက်လာပြီးနောက်တပည့်ကျော်ယူလာသောစာရွက်ခေါက်ကို ဖြန့်၍ဖတ်ရှုလေတယ်။မိတ်ဆွေကြီးကိုအောင်မြင်နှောက်ရတယ်လို့မအောင်မေပါနဲ့။မိတ်ဆွေကြီးမပါလျင် ကျွန်တော်ဤဆောင်ရွက်ချက်အောင်မြင်လွယ်မည်ဖြစ်သဖြင့်မိတ်ဆွေကြီးတောင်းမဲ့နွားလိုခွက်ထဲသို့ဆေးအနေငယ်ထည့်ခဲ့ပါသည်ထိုဆေးသည်မိတ်ဆွေကြီးအားနေ့2နာရီလောက်အထိဝမ်းအကြိမ်ကြိမ်သွားစေပါလိမ့်မည်တို့ရာတွင်မသေးနိုင်ပါ2နာရီကျော်လျင်ရေချိုးပစ်လိုက်ပါဦးလျှော်ပြီးဖြစ်၍စားတော့ကောင်းပါလိမ့်မည်ဤဆေးခတ်ခြင်းအောင်မြင်သဖြင့်မိတ်ဆွေကြီးအားတပြင်းတက်နိုင်ကြောင်းတွေးမိပြီးဟုယုံကြည်ပါ၏။စောရာတပြင်း ဦးအောင်မြင်မှာစာဖတ်ပြီးဒီနှစ်တပြိုင်နက်အိမ်သာတို့ပြေးရပြန်လေတယ်။ဇနီးဖြစ်သူကအိတ်ခန့်ထဲမှနေ၍ကိုအောင်မြင်မင်းကြီးခေါ်နေတယ်။လမ်းအော်ပြောရင်ရှိပါတယ်အိမ်သာတက်နေတယ်ခဏဆောင်ပါဦးနဲ့။သူပြောပြီးနောက်ဦးအောင်မြင်အိမ်သာမှထွက်လာကအထပါအတိုင်းပြောဆိုနေခြင်းဖြစ်လေတယ်။ဆုံးနောက်မင်းကြီးကဦးအောင်မြင်မလာနိုင်မှန်းသိသဖြင့်အခြားဆောင်တော်နှစ်ဦးအားဆောင်ရွက်ရန် တာဝန်များကို လွှဲအပ်မှားကြခါနေလေတယ်။မကြမီပင်စုံတော်နှစ်ယောက်လဲအရောက်ဖို့အရန်စားဖြင့်ကားကလေးတစ်စီးနှင့်ကွန်ချန်ဘူရာကြီးတို့ ထွက်ခွာသွားကြလေတယ်။ထိုအချိန်၌မန္တလေးရန်ကုန်အစုံနမတ်နှစ်ယထာစိုက်လူခံနေ၍နေရာစုံတော်နှစ်ယောက်မှာကြီးကန်းမျက်လုံးပေါ်မှာဖြည့်ပြီးနေကြလေတယ်။မကြမီမိယထာကရှူးရှူးရှဲရှဲမြည်လျက်ဘူရာအတွင်းသို့ရောက်ရှိလာလေတယ်။ ဆောင်းတော့နှစ်ယောက်မှာမယမလင်နှင့်မိရထားဒုတိယရဲကန်းများကိုကြီးရှုနေကြရာဒုတိယရဲတတွဲတွင်မျက်နှာဖြူကလားနှင့်တူတူတယောက်ကိုမြင်သဖြင့်၎င်းတို့အိတ်ထဲကတပုံနှင့်အမှတ်တမဲ့တိုက်ဆိုင်ပြီးလျင် တွင်နာတို့သွား၍ကတ်လေတယ်။ကာပြာကာအသက်40ခန့်ရှိပေ၎င်းရဲ့မျက်နှာမှာတစုံတရာကိုစိုးရိမ်ပူပန်၍နေဟန်ရှိလေတယ်။စုံတော့တယောက်ကတွဲပေါက်မှတက်ပြီးစုံတော့အမှတ်ကိုပြမှ စိတ်အေးတဲ့လက္ခဏာနဲ့ခုမှစိတ်သက်သာတော့တယ်။ကျွန်တော်ရှမ်းပြည်မှာတော့ငင်းကြီးကိုကြီးလို့သာအသက်ချမ်းသာပါတယ်။အခုလဲမိတ်ဆွေများကိုကြီးချက်ဖြင့်ဘေးရန်ကင်းလိမ့်မယ်လို့ယုံကြည်ပါတယ်။ပြောဆိုရင်၎င်းနဲ့ပါလာသောအဖို့တဥပတ်တို့လှဲ့ကအခုလိုက်ပြီးစောင့်ရှောက်တာယေရှုတင်ပါတယ်။ဒါဟာတာစီနယ်ကစုံတော်တူပါပဲ။ရန်ကုန်စုံတော်များကို ပြောဆိုပြန်လေတယ်။စုံတော်နှစ်ယောက်ကကောင်းညှိ့၍ ဟုတ်သလားဟူသောအမှုအရာကိုပြလိုက်ကြလေတယ်။ကျွန်တော်စိုးရိမ်တာကရန်ကုန်ပူတာကအထက်အသက်ကိုရမ်းရှာမရဲကျွန်တော်ဘယ်မှာတဲခုမဲဆိုတာကို သူတို့ရိပ်မိသွားမှရဲဖြစ်ပါတယ်။အသက်ကိုရမ်းရှာဖို့ကတော့ကျွန်တော်တို့သိပြီးတဲအိမ်သူတို့သိမသိဆိုတဲ့ကိစ္စတော့ခက်ပါတယ်။ကျွန်တော်တက္ကစီတစ်စီးနဲ့အထက်ပန်းဆိုတန်းကလှည့်ပြီး စပါကလန်ဘက်ကိုသွားလိုပါတယ်။ထိုကဲ့သို့ပြောဆိုနေကြခိုက် ပန်ချာပြီးကောင်းပေါင်းမုတ်ဆိတ်မွေးရှိရှိနဲ့အရက်မြင့်မြင့်ကလာကြီးတယောက်ကခက်လှမ်းလက်မှအကဲခံနေသည်ကိုစုံတောင်များပင်ရဲမိဟန်မတူချေကာပြားကြီးနှင့်စုံတောင်များကဘူဓာပေါက်မှထွက်ပြီးလောက်ရာစုံတောင်နှစ်ဦးမှမလှမ်းမကမ်းမှအကဲခံနေ၍ကာပြားကြီးတယောက်ထဲအိယာလိတ်တရီတစ်တာကြီးတလုံးကိုကူလီများအားတည်စီလျက်ထွက်ခဲ့လေတယ်ဘူဓာပေါက်၌တက္ကစီတစည်းပေါ်သို့ပစ္စည်းများတင်ကာ အထက်ပန်းစိုးရန်စီတို့ထွက်ခွာစီရာစုံတော်နှစ်ဦးရဲ့ကားကလေးမှာနောက်မှလိုက်ပါသွားလေတယ်။ထိုကားနောက်မှပန်ချာပီကြီးတို့မောင်းနှင်သော ကားတစ်စီးလိုက်ပါလာတော့လေစုံတော်နှစ်ဦးမှာတတိထားမိဟန်မတူပဲရှေ့ကားကိုသာတတိထားလိုက်ပါသွားကြလေတယ်။ကားပြားကြီးရဲ့ကားမှာ စပကလန်တိုက်တိုက်ရှေ့တွင်ရက်လိုက်ရာစုံတော်နှစ်ဦးရဲ့ကားလဲတက္ကစီနောက်နောက်မှရက်လိုက်ကြလေတယ်။ပန်ချာပီကားမှာ လွန်တက်မောင်းနှင်သွားသေးတယ်။ကားပြားကြီးကလန်ချာကလာတယောက်အားကားမော်ကားပစ္စည်းများကိုတည်စီလျက်တိုက်သုံးထအခန်းသို့တက်လျာစုံတော့နှစ်ယောက်ပါလိုက်ပါသွားပြန်လေတယ်။တုံးတဲ့အခန်းရှင်အသက်50ခန့်ကားပြားကြီးတူဦးနဲ့ဇနီးထင်ရသူကားပြားမကြီးတူဦးက အပေါက်ကစီးကျူလျက်ဟယ်လိုမစ္စတာကေမာရဲ့လားရှင့်ဂျင်းနဲ့ရတော့လာကြုံမလို့နောက်ဂျင်းနဲ့ကမကြုံနဲ့ဆိုလို့ဘာမှန်းလည်းမသိ လာပြဘူးထင်နေတာမစ္စတာဝီလျံကောက်မှာယခုမှစိတ်သက်သာရာရသည့်အနေနဲ့တပ်ပြင်းတစ်ချက်ရှူပြီးလျှင်အုတ်ထုပ်ကိုစပွဲပေါ်သို့ပစ်ချလိုက်လေတယ်။ဟောတာကအဓိကစုံလောက်တွေပဲမစ္စတာဘန်။အင်ရှင်အဖိုးကြီးအာကြီးလျက်ပြောဆိုရာ အင်ရှင်ကြီးမှာစုံတော်များနဲ့လက်ဆွဲနှုတ်ဆက်လေတယ်။အင်ရှင်ကြီးကအင်္ဂလိပ်သတင်းစာတစ်စောင်မှ ကော်လန်တနီယာကိုထောက်လျက်မစ္စတာဂေးဖတ်ပြီးပြီလား ကျွန်တော်အလွန်စိတ်ပူနေမိတာပဲမျက်နှာဖြူတယောက်တနက်ပြေခံရခြင်းတောင်ကြီးတရင်တောက်ထံမှခြေနံလွန်ခဲ့သည့်ဒီဇင်ဘာ23ရက်နေ့ကတတူရင်းရှာဖွေသူအင်္ဂလိပ်လူမျိုးမစ္စတာဝီလျံဂိတ်ဆိုသူမှာတနက်ပြေခံရသည်ဟု ကြားသိရကြောင်းမစ္စတာခိမှာမော်ချီမိုင်မှ တပည့်နှစ်ယောက်နှင့်အတူ မြင်းစည်းပြပြန်လာရာ တောင်းနှင်တစ်ခုမှ၆လုံးပြုနှင့်လှမ်းရွေပြကြောင်း မစ္စတာကေမှာကံကောင်းထောက်မှသဖြင့်အုတ်ထုတ်ကိုမှန်ပြီးအသက်ချမ်းသာရာရသွားကြောင်းမိသူမိဘကပြစ်ခတ်သည်ဟုမသိရကြောင်းယခုအခါမစ္စတာကေအားအထူးပလိများနှင့်စောင့်ကြံ့နေကြကြောင်းနောက်ထပ်စုံစမ်းသိရှိရသည်မှာမစ္စတာကေကမော်ရှိတွင်တတုထွက်သောနေရာတစ်ခုတွေ့ထားသည်ဆိုကြောင်းထိုနေရာ၏မြေပုံကိုဆွဲသားထားရာတတုတွင်အချောင်လိုချင်သူတို့ကထိုမြေပုံအတွက် မစ္စတာ KR ရန်ရှာသည်ဟုပြောဆိုနေကြကြောင်း"โอ้ကျွန်ုပ်မတွေ့သေးဘူး။တရင်စာမှာပါနေပြီကို"ဒီလိုမစ္စတာဘန်ကျွန်တော်ရဲ့တပည့်နှစ်ယောက်ရဲ့ပြန်လာတော့အဝတ်နဲ့ဝတ်ထားတဲ့လူတစ်ယောက်ကတောင်ကွယ်ကနေပြီးတနတ်နဲ့ပြစ်ခဲ့တယ်။ကျွန်ုပ်လည်းခြောက်လုံးပြူနဲ့ပြန်ပြီးပြစ်သေးတယ်။သူတို့ကအကွယ်ကဆိုတော့ကျွန်ုပ်သာဘေးရန်များမှာမှုငင်းကိုအတင်းဆိုင်ခဲ့ရတယ်။ယခုတောင်ကြီးကလောကလောကနေရန်ကုန်လာတာတော့ ဆောင်အချက်တွေနဲ့လာခဲ့ရတယ်။ကျွန်တော်ကြားဘူးတယ်။ဒီပြင်လူတွေလည်းခမားလိုပဲတက်တူနေရာတွေ့ကြတာပဲ။သူတို့ကိုတော့ရန်ရှာရဲလို့မကြရပါလား။ကျွန်ုပ်နေရာကကောင်းလို့တာပြီးလိုချင်တာပေါ့။ခမားမိပုံပါသလား။ပါလာတယ်။ဒီမှာလိုက်ပြီးရန်ရှာမှာဆိုလို့စုံတော့တွေအကူကြီးတောင်းထားရတာပဲ။ဒီမှာတော့မြို့တော်ကြီးမှုစိတ်ချရကောင်းပါရဲ့။ ဆုံးတော့နှစ်ယောက်ကမိတ်ဆွေနှစ်ဦးပြောဆိုနေကြသည်ကိုနားထောင်ပြီးနောက်တဦးက Mr. K မင်းကြီးကရန်ကုန်ရောက်ရင်အပြင်ကိုမထွက်ပါနဲ့တဲ့ကျွန်တော်တို့နှစ်ယောက်လည်းခမားဒီမာနေသမျှအောက်ကတလှည့်စီစောင့်ရမယ်တဲ့ယခုခမားကောင်းကောင်းမွန်မွန်ရောက်ကြအောင်အစီရင်ခံရပါအောင်မယ်ကျေးဇူးတင်ပါတယ်မိတ်ဆွေများကူညီကြပါအောင်နော်ဆောင်တော့နှစ်ယောက်လည်းနှုတ်ဆက်လျက်ထွက်ခွာလာခဲ့ကြလေတဲ့နေ့ကနာကြီးခွဲခန့်အချိန်၌ကား ဆောင်တော့ကျော်ဦးအောင်မြင်မှာမစ္စတာကေကောင်းမွန်စွာရောက်ရှိလာပုံစပါကလန်တွင် မစ္စတာဘန်အိမ်တွင်တဲခိုပုံများကိုသိရှိပြီးဖြစ်လေတယ်။တပြင်းနှင့်မစ္စတာကေကမိတို့ဆက်သွယ်သည်နီးတပြင်းကမစ္စတာကေရဲ့တတ်တူမြေပုံကိုမိတို့မိနာနှင့်သိလေသည်နီးအဘဲကြောင့်အသက်ကိုရမ်းရှာသည်နီးတပြင်းမှာပစ္စည်းတစ်ခုကိုအလိုရှိကထိုပစ္စည်းကိုသာအရယူတတ်၍အသက်ကိုရမ်းမရှာတတ်ကြောင်း အလွန်အကျဉ်းအကျပ်ဖြစ်မှ ခုခံတဲ့ကခုခံသူတူဖြစ်လျက်အေးဆေးစွာမြင်းစည်းသွားသူကိုအဘဲကြောင့်၆လုံးပြုနဲ့ပြစ်တက်ရသည်နည်းဟုအမျိုးမျိုးတွေးတောနေဟန်ရှိလေတယ်။ထိုကဲ့သို့တွေးတောနေခိုက်လူတယောက်စာပေးသွားသည်ဟု တပည့်ကျော်ထမင်းချက်ကစာတစောင်ကို ပေးလာသဖြင့်ဖတ်ရှုရာမိတ်ဆွေကြီးဦးအောင်မြင်နနက်ကကျွန်တော်အကြံတမျိုးဖြစ်သဖြင့်ကျွန်တော်ညံကိုမိတ်ဆွေကြီးတယောက်သာမြင်တတ်သည်ဟုသဘောရကမိတ်ဆွေကြီးအား အိမ်သာတွင် အထိုင်ခိုင်းရခြင်းဖြစ်ပါသည်သို့ရာတွင်မိရထားဝင်လာသောအခါအကြံတမျိုးပြောင်းသွားပါသည်ထို့သို့ပြောင်းရခြင်းမှာတရင်တစ်ခုထမှန်ရသောကြောင့်ဖြစ်ပါသည်မစ္စတာကိန်းမှာလူညစ်တယောက်ဖြစ်ပါသည်မောင်ချီမိုင်အကြောင်းရေးလျင်မိတ်ဆွေကြီးအံ့အားသင့်သွားပါလိမ့်မည်ကျွန်တော်မှာနိုင်ငံရေးသမားမဟုတ်တော့လဲမြမပြည်အစီအနှစ်ကိုမိသူမိဝါမိကဲ့သို့ဆုပ်ယူသည်ကိုစုံစမ်းသူတူဦးဖြစ်ပါသည် တတုနှင့်ပတ်သက်၍ယခုအခါမော်ချီမိုင်းသည်နာမည်ကြီးနေပါသည်သူအတွက် ကျွန်တော်ရောက်ရှိစုံစမ်းမိခြင်းဖြစ်ပါသည်ရိုင်းစင်များမှာတခါပြီးလျင်အနှစ်30ဖြစ်ရာ မြို့ချစ်အစိုးရကတိုင်းရင်းသားမြန်မာများကိုသာလိုင်စင်ပေးရန်စီမံသင့်ပါသည်ကျွန်တော်တွေ့ရသည်မှာ တရုတ်ကလာကာပြားမျက်နှာဖြူတို့အမြောက်အများလောက်ကင်နေကြပါသည်တောင်ကြီးတွင်ဥဖန်အမိရှိ ရှမ်းအဖိုးကြီးတယောက်ရှိပါသည် အဖိုးကြီးမှာအသက်50ခန့်ရှိပြီမောင်ချီနဲ့တဝိုက်တွင် အလွန်နှံ့ဆက်ပြီးတတုရှာပွေနားလေသူတယောက်ဖြစ်ပါသည် တနေ့တွင်မစ္စတာဂိနှင့်တွေ့ပြီးသူတွေ့ရှိထားသော တတုနေရာ အကြောင်းပြောပြရာမစ္စတာဂိမှာမိဘုံအတွက်တထောင်ပေးမီနောင်တတုတွင်တူးသောအခါ25ရာခိုင်နှုန်းပေးမီဟုပြောပြလျင်မိဘုံကိုအရယူလိုက်ပါသည်အဖိုးကြီးမှာခကြီးစရိတ် 450နှစ်ကျင့်နှံ့နေရပါသည်မစ္စတာခေကမြေပုံအစားရသောအခါအဖိုးကြီးမြေပုံကိုပြန်ပေးပြီးလျှင်သူမတူးလို့သေးချောင်းနှင့်တပတ်ရိုက်ပါသည် ထို့ကြောင့်အဖိုးကြီးရဲ့တပည့်တဦးကတနတ်နှင့်ပြစ်ချင်းဖြစ်ပါသည်ထို့သောသူ၏တပည့်ပြစ်ချောင်းအဖိုးကြီးလည်းမသိပါ ပြစ်သောရှမ်းကလေးကိုသာနောင်လွတ်အောင်ယုံနိုင်မည်မဟုတ်၍နောင်ကိုရမ်းမရှာရန်ကျွန်တော်ဆုံးမထားပါသည်ကျွန်တော်ကြိုးစားသောအဖြစ်အပျက်ကဤမျှသာဖြစ်ပါသည် ကြံကိစ္စများကိုမူမိတ်ဆွေကြီးစဉ်းစားဉာဏ်ဖြင့်တွေးတောစေလိုပါသည်ဆောရသည်ပြင်ဥအောင်မြင်မှာတပြင်းဤစာကိုဖတ်ရှုပြီးနောက်တပြင်းမိကဲ့သို့ကြံစီလက်မိကိုဆက်လက်စဉ်းစားလေတယ်မစ္စတာကိမှာမြေပုံရရှိပြီးဖြစ်ရာထိုမြေပုံကိုဆိုင်ရာရှမ်းပြည်မင်းကြီးရုံးသို့တင်ရမည်ဖြစ်တယ်ထို့သို့တင်ရ၌မြေပုံနှင့်ရှောက်လွှာကိုအရင်တင်ပြီးနောက်ငွေကိုဆိုင်ရာရုံးက ရချိန်ပြီးမှတင်ရမည်ဖြစ်တယ်။သို့ရာတွင်ထို့သို့မြေပုံနှင့်လျှောက်လာမတင်သေးခြင်းဖြင့်မစ္စတာကေးမှာအလုတ်လုပ်ဖို့ငွေမပြည့်စုံသေးအဆုဆက်ရှာအောင်မည်အဆုဆက်သေးချာကငွေ1000 2000ရရှိမှ မြေပုံနှင့်လျှောက်လာကိုတင်လိမ့်မည်အကြောင်းများစဉ်စားပေါ်ပေါက်လာလေတယ်။သို့ဖြစ်လျင်တပင်းကမြေပုံကို မစ္စတာကေးရန်ကုန်တွင် ရှိစဉ်မှဖြစ်စေတောင်ကြီးသို့ တင်မိအခါဖြစ်စေအရယူဖို့ ကြံစီလိမ့်မည်ဟုလဲစဉ်းစားမိပြန်လေတယ်။တပြင်းမှာတခုဖြစ်တော်လဲမလိန်လေတာကြောင့်တစ္ဆာရှိကြောင်းကိုဥအောင်မြင်ယုံကြည်တယ်။မစ္စတာ K မှာတစ်ဖက်သားကိုညစ်ပတ်လိန်လေလာကြောင်းကိုလည်းသိရှိလေတယ်။သို့ရာတွင်မစ္စတာ K အဆိုအရသူစွန်စားရှာဖွေလာသောတတူရင်းမြေပုံကိုရန်သူများအသက်အထိရန်ရှာအောင်နှောက်ရက်ခိုးယူမည်ဆိုရင်ကြောင်းနှင့် တိုင်ကြားထားရာတစ်ဖက်ရှမ်းအဖိုးကြီးက သူ့ရဲ့မြေပုံလိမ့်လဲခိုးယူကြောင်းတိုင်တန်းချက်မရှိသဖြင့် Mr. K ဘက်ကကာကွယ်ရမည်မှာမိမိတို့ဝတရားဖြစ်ကြောင်းကို တွေးမိလေတယ်။ဥအောင်မြမအမြင်ကျေသူဖြစ်ရာဥပဒေမှာအမှားအမှန်နှင့်မဆိုင်ဥပဒေနှင့်သာဆိုင်သည်ကိုလည်းတွေးတော်မိဟန်ရှိသေးတယ်။ဥအောင်မြကနွားနို့တစ်ခွက်တောက်ပြီးနောက်မိမိကားကိုကိုယ်တိုင်မောင်းကာစုံတော်ရုံးသို့ထွက်ခဲ့လေတယ်။စုံတော်မင်းကြီးနှင့်တပြင်းရဲ့စာတဘောကိုတိုင်မြင်ကြည့်ရာ မိမိတွေးတော်တဲ့အတိုင်းအမှုအမှားအမှန်မှာပဓာနာမဟုတ်ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့်ပြောကြသဖြင့်မစ္စတာကေတဲခိုရာစပါကလန်တို့ထွက်ခဲ့လေတယ်။အလို့ဥပောင်းမြင်ကလတ်ထိုင်းတလုံးယူပါ အခုပဲမင်းကြီးစီကဖုန်းလာလို့သိရပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်သိလိုတာများမေးနိုင်မလားမစ္စတာကေ။မေးနိုင်ပါတယ်မေးပါမေးပါ ကျွန်တော်ကိစ္စဆောင်ရွက်ကူညီပေးတဲ့ပုဂ္ဂိုလ်ပဲကျွန်တော်ပြောပြပါမယ်။ အများစီမှာရှိတဲ့မြေပုံဟာဒီမှာပါတနာရှာပြီးမှ ရုံးတင်လျှောက်ထားလို့ရမယ်မဟုတ်လား။ထို့အခါမစ္စတာကေကအန်အားသင့်ပြီးလျင် ဟုတ်ပါတယ်။အလုကကြီးတော့ဆက်ဆက်တဲ့လူတဦးနှစ်ဦးလိုနေပါတယ်။ခမတောင်ကြီးမှနေတော့ကရန်သူများရဲ့စာတစောင်းတလေးမှမရဘူးလား။ဩရပါတယ်။ဒီကိစ္စဟာစုံတော်မင်းကြီးနဲ့တွေ့မှပြောမလို့ပါပဲ။မစ္စတာကေဥဖန်ရဲ့မြေပုံကိုပြန်ပေးလိုက်ပါ။ မပြီးရင်ခမားကိစ္စများလိမ့်မယ်စောရတပြင်းကျွန်တော်နဲ့ဥပန်ဘာမှအဆက်အသွယ်မရှိပါဘူးမိ쇠တဘောတစ်ခါနှစ်ခါတော့စကားပြောဘူးရပါဘို့ဒါဟာတပြင်းချင်းချောက်တာပဲခမားပါတနာရဖို့တင်ကူးစာရေးပြီးပြီမဟုတ်လားဟုတ်ပါတယ်ရေးထားပါတယ်သူကမြေပုံနဲ့တတုနမူနာမြင်ရရင်ငွေလိုသလောက်ပေးမယ်လို့ပြောပါတယ်အဲ့ဒီသူနဲ့ခမားအခုတွေ့ပြီလို့မြေပုံရောတတုရောပေးလိုက်ပြီမဟုတ်လား ထို့အခါမစ္စတာခေးမှာပုံမူအံ့အားတင်သွားလေတယ်။ဦးအောင်မင်းကပြုံးလျက်ခမရအံ့ဩသွားသလား။မနေ့ကစုံနောက်တွေက ပြောတယ်။ခမရဟာအလွန်စိုးရိမ်နေမျက်နှာထားရှိတယ်တဲ့။အခုနည်းနည်းအေးဆေးနေပုံရတယ်။အေးဆေးတယ်ဆိုရင်ပူရမယ်ပစ္စည်းခမရလက်ထဲမရှိတော့ဘော။မှန်ပါတယ်ခမရ။ကျွန်တော်မိတ်ဆွေကိုလည်းဒီအကြောင်းပြောလိုက်ပါတယ်။ဒီတော့သူက သူ့တိုင်မှာစိုးရိမ်စရာမရှိပါဘူးတဲ့။ ဒါဟာတောင်ကြီးမဟုတ်ပါဘူးတဲ့အလိုဘဲကဖုန်းခေါ်နေတယ်မစ္စတာခဲကဖုန်းရှိရာစပွဲသူ အပြေးသွားပြီလျင်ခဏများအပြန်အလှန်ပြောပြီးနောက်ညနာပြက်လျက်ပါသွားပြီခမညာနဖူးမှချွေးစည်းများကြလာလျက်ပြောရင်းကိုင်းဥအောင်မြင်မြန်မြန်လိုက်ခဲ့အောင်နော်ကျွန်တော်တို့သွားကြည့်မယ်မစ္စတာဆမ်မစ်ဆန်ရဲ့အိမ်မဟုတ်လားလာသွားကြမယ် ဟူ၍ပြောဆိုကာအလင်းမြန်ဆင်းကြ၍ကားကလေးကိုနှင်ကြလေတယ်။ကားကလေးကကြုံကြည်လန်းတိုက်တိုက်ရှိရင်ထိုးရက်ပြီးလျင်အပြေးတက်သွားကြရာမစ္စတာဆင်ပစင်နှင့်ဇနီးပလေးအရာရှိအချို့ကို တွေ့ရလေတယ်။မစ္စတာဆင်ပစင်မှာခကြီးပန်းလာသူရဲ့မျက်နှာမျိုးဖြင့်စုံတော်ဦးအောင်မြင်ဆိုတာကျွန်တော်စီလာတယ်။အရက်မြင့်မြင့်နှာရံပေါ်ပေါ်မျက်လုံးကောင်းကောင်းနဲ့အသက်30ခန့်လူတရားမဟုတ်လား။ ်ဦးအောင်မြင်ကတော်လက်စွာမေးမြန်းကြာမစ္စတာခေကဒါဦးအောင်မြင်အစ်စ်ဟုထောက်ခံလေတယ်။ဦးအောင်မြင်ကိုမမြင်ဘူးဘူး။တော်ယုံနဲ့လည်းမယုံပါဘူး။စုံတော့အမှတ်သားတစ်စိတ်လဲပါတယ်။ဒါနဲ့ပစ္စည်းအတွက်စိုးရင်ရတယ်။နှက်ပြင်းမြင်မြင်စားလိုက်ကပို့အခုစိတ်မချရဘူး။ပြစမ်းလို့တောင်းခမ ्या ကထုတ်ပြရောပေါ့မဟုတ်လား။အမှန်ပဲခမ ्या ။ဒါနဲ့သူကနေကင်းကြောင်တောင်းပေမဲ့ရန်သူလာတတ်လို့ တိုက်ခန့်ရှိကအောင်ငုံကြည့်ကားတစီမတင်ငါဘူးဆိုပြီးဆင်းကြည့်တော့မြေပုံတူလက်ကကန်ရက်ပဲစုံတော့ဆိုတော့ယုံနေတာပေါ့ကားတစီပေါ်သူတက်သွားပြီးတာတောင်လူစုံတော့လိုက်တယ်လို့ထင်မိသေးတယ်9မိနစ်လောက်ကြာတော့တယ်လီဖုန်းနဲ့မစ္စတာဆင်ပစင်ကျေးဇူးတင်ပါတယ်အခုလာတဲ့သူဟာတပြင်းပဲဆိုမှအကျိုးနဲ့ပြီဆိုပြီးကတ်တဲရောမစ္စတာကေးစီရောအကြောင်းကြားလာရပါတယ်ဟူ၍အဆုံးသက်ရာလူများမှာ မစ္စတာ K ရဲ့မျက်နှာကိုကြည့်မိကြလေတယ်။မစ္စတာ K မျက်နှာမှာမြောက်အိုကြီးနဲ့ဒူဒီထက်ဒူ၍သွားလေတော့တယ်။သူရိယာမဂဇင်း match လ1938ခုနှစ်နားဆင်ကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။